ရက်ပိုင်းကပြည်တွင်းလူမှုကွန်ရက်မှာပြက်နှံနေတဲ့ငလင်ပို့စ်တစ်ခုမှာဆိုရင်ငလင်ပြည်တွေအကြောင်းတွေခွဲချမ်းစစ်ဖြာရှင်းပြချက်နဲ့အန်ရရှိနိုင်တဲ့မြို့ရာဒေတာတွေကိုပါတွက်ချက်ပြထားပါတယ်လူ၄ထောင်နီးပါတည်ထားရတဲ့ငလင်ကြီးဂျုံခဲ့ရတဲ့မြန်မာပြည်သူလူထုကြောင့်ဆုံးရင်မှုတွေမြင့်တက်နေပါတယ်ငလင်ဟာဘနစ်ပဲအချင်းဘယ်နေရာမှာလုံမယ်ဆိုတာကိုကဘာပေါ်မှာဘသူမှကြိုမသိနိုင်ကြပါဘူး ဒါပေမဲ့ငလင်ကြီးတွေလုတ်ခတ်ခဲ့တဲ့မှတ်တမ်းတွေနဲ့သမိုင်းကြောင်းတွေကိုလစ်လာပြီးသူကြောပြန်ငလင်တွေပြန်လည်လုတ်ခတ်လာနိုင်တဲ့ဖြစ်နိုင်ခြေကိုတော့ကြိုတင်သတိပြုသင့်ပြီးဘေးအန်တဲကိုရှောင်ရှားသင့်တယ်လို့ငလင်လစ်လာသူတွေကတိုက်တွန်းလာကြပါတယ်။ငလင်နဲ့ပတ်သက်တဲ့တေကြတဲ့ခံမမှုမျိုးတွေမရှိသေးဘူးလို့ငလင်ပညာရှင်ဦးစောရွေးစောကပြောပါတယ်။ဟုတ်ကဲ့အင်းအားနဲ့အပြီးကြအပြီးကြတော့ကျွန်တော်တို့ဟောပေါ့လေမပြောနိုင်လား။ လျင်ကတော့လုံးလုံးလိမ့်မယ်ဆိုတော့ဒီတေးချရဲပေါ့နော်ဆိုတော့အဲ့ဟာဒါကျွန်တော်တို့တဒန်းနဲ့မှာဖြစ်ဖို့ဆိုတော့တော့ chance ကတော့ immediate နဲ့တယ်ဆိုပေမဲ့လည်းကျွန်တော်တို့ပြင်ဆင်စရာရှိတဲ့ဟာလေးတွေတော့ပြင်ဆင်ထားထားပါတော့ကြိုပြီးတော့ပြင်ဆင်တာကတော့ဘုံပါပေါ့လေအဲဘလိုခေါ်မလဲလုတ်တင်တာလေးပါလေးတွေကတော့အဲ့ဒါမျိုးအိမ်ကိုနည်းနည်းခိုင်ခန့်တော့ပြန်ပြင်းတာတို့ပါညောအဲ့ဒါမျိုးလေးတွေကတော့ကျွန်တော်တို့ဘုံပါပေါ့လေအဲလုတ်ထားလုတ်ထားတင်ပါလေခင်ဗျ အထက်မြင့်မှာနေတို့မဟုတ်ပေမဲ့မလ28ရက်နေ့ငလင်လုတ်ခတ်ပြီးနောက်ပိုင်းမှာတော့ငလင်နဲ့ပတ်သက်တဲ့ဆောင်းရန်ဆောင်းရန်ဘူးသူထတွေကိုလစ်လာဖြစ်တယ်လို့ရန်ကုန်ဒေသခံတယောက်ပြောတာကတက်တန်တက်ဆောင်မှာကျမတို့ကြီးမားတဲ့ငလင်မကြုံဘူးတဲ့အခါကျတော့အဲ့လိုမျိုးတကယ်တမ်းဖြစ်လို့ရှင်ရောကိုဘာလုပ်ရမလဲဆိုတာဘယ်လိုမျိုးကိုကိုကာကွယ်ရမလဲဆိုတာမသိဘူးပေါ့နော်မအရင် short ရသွားပြီးတော့ဖုန်းထဲမှာဆိုလဲငလင်ရဲ့ application တွေထည့်ထားတယ်ပြီးတော့ဘယ်လိုအခြေအနေမှာအပြင်မှာနေရမယ် အဲ့လိုမျိုးပေါ့နော်အစအဆုံးတော့လိုက်ပြီးတော့ငလျင်နဲ့ပတ်သက်တဲ့ဆောင်ရမ်းရှောင်ရမ်းတွေကတော့အကုန်ပြန်ဖတ်ကြည့်ရပါတယ်လူမှုကူညီကိစ္စရေးအဖွဲ့အများစုဟာပြီးခဲ့တဲ့မက်လခွန်တက်သမခွန်အစင်ငလျင်ကြီးကိုနှစ်ပေါင်း60ကျော်မှပြန်ကြုံရတာကြောင့်အဲ့ဒီအပြတ်လုံလောက်တဲ့ပြင်ဆင်မှုနဲ့အသက်ကပရှိကရိယာတွေရှိမနေခဲ့ဘူးလို့ BBC ကပြောခဲ့ပါတယ်ဒါကြောင့်နောက်ထပ်ကလင်းကြီးတဲ့အတွက်အခုခါတည်းကကယ်ဆယ်ရပစ္စည်းကိရိယာတွေကိုပြည့်ပြည့်စုံစုံဖြည့်တန်းပြင်ဆင်ထားတဲ့လို့ အာနာပိုင်တွေကဖန့်ဖို့ကူညီမှုတွေနဲ့အသက်ကလေကျင်ဇက်တိုက်မှုတွေကိုဒီထက်ပိုကြဲကြဲပြန့်ပြန့်လှုပ်တင်တယ်လို့တိုက်တွန်းလာကြပါတယ်ရှင်။